ကဲဦးဇင်းတို့ဒီနေ့မှာတော့ဘုံတော်ကြီးကိုဘလို့ပွားရင်ဘယ်အကျိုးတရားတွေရတယ်ဆိုတာကိုလာရောက်ပြီးတော့ဝေမျှပေးมาဖြစ်ပါတယ်အဲ့တော့ဘုံတော်ပွားရခြင်းရဲ့အကျိုးတရားတွေကိုပြောရရင်နနထကို တခေါက်ဆူမှုထိုးသူချမ်းသာတဲ့မိမိတို့မနက်ခင်းအိယာထပြီးတဲ့အချိန်ပေါ့နော်မနက်ခင်းအချိန်မှာဘုံတော်တစ်ကြိမ်အမြဲတမ်းပွားနေတဲ့ပုံကိုဟာမကြခင်မဲ့ချမ်းသာလာနိုင်ပါတယ်တဲ့ နှကောက်မှာမှကိစ္စဆောင်ရွက်စီးပွားတတ်ဤတဲ့မိမိတို့လုပ်ငန်းကိစ္စစီးပွားရေးကိစ္စလူမှုရေးကိစ္စတွေလုပ်เสียကြုံလာပြီတခုခုကိုလုပ်ဖို့ချိန်တန်လာပြီဆိုရင် လောရတော့မယ်ဆိုရင်ဘုံတော်ကိုနှစ်ကြိမ်ပွားပြီးတော့လုပ်ပါတဲ့ကိုလုပ်သည်မြတ်အောင်မြင်ပြီးတော့စီးပွားရေးတွေတက်လာနိုင်ပါလေတဲ့နောက်အိဆက်၃ခါရံမျိုးกว่าဤမိမိမှာဘေးရီရံဒီအန်ဒီရီကင်းကျင်တယ်ဆိုလို့ရှိရင်အိခါနီးအိယာဝင်ခါနီးအချိန်မှာဘုံတော်ကို၃ကြိမ်ပွားပါတဲ့ လေးမာနိုးလျက်လူလေးမာနိုးလျင်လူချစ်ခင်လျက်မိမိကိုဘေးပတ်ဝန်းကျင်လူတွေကမိမိရဲ့လုပ်ငန်းခွင်တွေကလူတွေကအစရှိသည်ဖြင့်လူချင်းလူခင်ပေါ်လို့ရဲဆိုရင်နေ့စဉ်နေ့တိုင်းခုံတော်ကို လေးောက်ပွားပါတဲ့နော်ငါအင်မန်တမန်းမုတ်ပြန်ကချမ်းသာရ၏တဲ့ရေမန်းစီမန်းလေးတွေအစရှိသည်ဖြင့်မန်းကျင်တယ်နော်ဦးဇင်းတို့တော်တော်လေးတွေမှာတော့ရှိတယ်ပေါ့ ဒီလိုရေလေးတွေစီလေးတွေကိုစေးစွမ်းထက်အောင်မန်းညင်မှုတ်ခြင်းနဲ့ဆိုရင်မြတ်စွာဘုရားရှင်ရဲ့ဂုံတော်ကို၅ကြိမ်၅កောက်ပွားပြီးတော့မန်းမှုတ်ပြီးရင်အဲ့ဒီရေအဲ့ဒီစီဟာစေးစွမ်းထက်ပြီးတော့အသုံးပြုပြီးရင်ယောဂအနာဘုရားကင်းဝေးခြင်းဆိုတဲ့ချမ်းသာမှုကိုရရှိနိုင်ပါတယ်တဲ့။နောက်၆ဝမြစ်ကူးမနစ်ဖူးဒီရေလန်းခကြီးပင်လည်းခကြီးအစရှိသည့်ပြင်သွားကန်ဒီတော့ပုပ်ကူများဟာဂုံတော်ကို၆ကြိမ်၆ခါပွားပြီးသွားမယ်ဆိုလို့ရှိရင်ဘယ်တော့မှ ရေမနစ်နိုင်ပါဘူးတဲ့။နောက်အထူးတောင်သွားခွနဲ့ထားလို့တောင်တခကြီးအမြင့်ခကြီးသွားမဲ့ပုံကူများဟာဂုံတော်ကိုခုနှစ်ချင်းခုနှစ်ခေါက်နေ့စဉ်နေ့တိုင်းပွားပြီးမဲ့ဆိုရင်အန္တရာယ်ကင်းမွေးနိုင်ပါလေတဲ့။ဘယ်သူဘယ်သူတော့အန္တရာယ်နဲ့မှမတွေ့နိုင်ပါဘူးတဲ့။ရှစ်ကားဆိုးနဲ့မချင်းကပ်ဒီတဲ့။နမိတ်စာနဘလူသင်္ကွဲမြေဖို့နော်။တစေဘလူတွေမိမိကိုမချင်းကပ်နိုင်အောင်မချင်းကပ်နိုင်စေခြင်းဘူး။ ကိုကိုမပူကနိုင်စေခြင်းဘူးဆိုရင် နေ့စဉ်နေ့တိုင်းဂုံတော်ကိုရှစ်ကြိမ်ပွားပြီပါတဲ့ကိုရက်ဆိုရင်သိတိတင်တော့တဲ့ပရိလေးတွေသိတိတင်တာပဲဖြစ်ဖြစ်ရေကိုသိတိတင်တာပဲဖြစ်ဖြစ်ဘယ်နည်းနဲ့ပဲသိတိတင်တယ်သိတိတင်ခြင်းလဲဆိုရင်ဂုံတော်ကိုကိုးကောက်ပွားပြီးသိတိတင်ပါတဲ့ဆယ်လျင်ထုံနှင်းဘေးရန်ကင်းသည် ကိုသိန်းဂုံတော်ကွာကြိုးသည်တဲ့ ဦးဇင်းတို့ဘေးရန်အန်ဒီရကင်းကျင်တဲ့ပုံကိုတွေကတော့တရက်ကို10ချိန်10ချိန်ဂုံတော်ကိုပွားပြပါတဲ့ဒီလိုပွားမယ်ဆိုရင်ဒီဂုံတော်ကိုပါအမြဲတမ်းပွားတဲ့အတွက်ကြောင့်ဒီအကျိုးတရားတွေကိုရနိုင်ပါတယ်လို့ပြောလို့ခြင်းဖြစ်ပါတယ်ကျမ်းမှာချမ်းသာကြပါစေ